မင်္ဂလာပါရှင်တနည်းနဲ့သတိများအတွက်29ရက်နေ့ကနေပြီးတော့9လပိုင်း3ရက်နေ့အထိတပတ်စာ hostel ကိုဟောပြီးမှဖြစ်ပါတယ်ဒီကာလမှာတနည်းသတိများမိတို့အတွက်အနှင်းငယ်စိတ်ပင်ပန်းစရာလေးတွေစိတ်ရှုပ်ထွေးစရာလေးတွေနဲ့ဖြတ်တန်းဖြတ်ကျော်ရမယ့်ကာလလို့ပြောလို့ရတယ်အဲ့တော့စိတ်ပင်ပန်းစရာများစွာရင်ဆိုင်ဖြည့်ရှင်းဖြတ်တန်းရမယ့်ကာလမျိုးပေါ့နော်အဓိကတော့မင်းတို့အိမ်တွင်းပြဿနာလေးဒီကာလမှာကြုံတွေ့ရတတ်တယ်မိသားစုရေးရာကိစ္စလေးတွေမှာရင်ဆိုင်ဖြည့်ရှင်းပေး းနေရတတ်တယ်။နောက်တစ်ခါကျတော့အလုံးနဲ့ပတ်သက်တဲ့နေရာမှာလဲမိမိကလက်မလဲအောင်လက်မလဲနိုင်လောက်အောင်လုပ်တယ်များပြားနေတတ်တယ်လို့ပြောရမယ်။အလုံးလုပ်ငန်းနဲ့ပတ်သက်များပြားနေတတ်တယ်။ကိုကလုပ်ငန်းနှစ်ခုမှာတပြိုင်တည်းလုံးဝနေတကယ်သူဖြစ်နေရတတ်တယ်။အဲ့တော့ပင်မန်းနဲ့ပင်မန်းရမယ့်ကာလပင်မန်းတတ်တဲ့ကာလလို့ပြောရလိမ့်မယ်ပေါ့နော်။ ဲ့လိုမျိုးအဲ့တော့လုံငန်းမဆိုင်ရာမှာတိုးသက်အောင်မြင်နေတတ်တယ်အောင်မြင်ဖို့အကြောင်းအရာလေးတွေပေါ်လာလိမ့်မယ်အဲ့တော့အထက်လူကြီးရဲ့ကူညီမှုမျိုးတွေရရှိတတ်တယ်အထောက်ပံ့ကံရဲ့အထောက်ပံ့ကောင်းတွေရရှိနေတတ်တယ်ဒါမှမဟုတ်မိမိကဒီကာလမှာစိတ်လောကြီးနေတတ်တယ်စိတ်လောကြီးတယ်စိတ်ပင်ပန်းတယ်ထိုကဲ့သို့ဖြတ်တန်းနေရလိမ့်မယ်ပေါ့နော်အဲ့နောက်တစ်ခါကျတော့ ဒီအဓိကကတော့သွေးအေးအေးနဲ့တေချာအေးအေးစိတ်လောက်ကရင်အမသာလင်းကောင်းမွန်တဲ့ကာလလို့ပြောရလိမ့်မယ်အဲ့တော့ငွေကြေးပန်းဆိုင်ရာနဲ့ပတ်သက်ပြီးအဲ့ဒါပူစရာမရှိဘူးဖက်ဖက်ကနေသူ့အနေနဲ့သူဝင်လာဖို့ရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးရရချေရရှိတာပေးစရာရှိတာလဲသူ့အနေနဲ့သူပြန်လည်ပေးနိုင်တာမျိုးဆိုတဲ့ကံကြမ္မာလေးနဲ့ဖြတ်တန်းရလိမ့်မယ်အဲ့တော့ငွေကြေးကံအားနဲ့ကြည့်ရင်ကောင်းပါတယ်အဲ့တော့အဓိကကတော့မိမိကိုယ်တိုင်ကိုလည်းအပြည့်စည်ပေါ်တတ်တာပါလဲဆိုတော့အိမ်တော်ရဲ့အချစ်ရေးဆိုတဲ့ အဖြက်လေးတွေမိမှလည်းကံအားပြင်းရှိတယ်ထို့သူပဲကိုနဲ့ပတ်သက်တဲ့အိမ်တော်ဘက်သို့မဟုတ်ဒီချစ်သူကြီးစားမှလည်းအချင်းအိမ်တော်ဝင်နဲ့ပတ်သက်တဲ့နှစ်ဦးသားဒီအထင်မြင်လွဲမှားမှုဆိုတဲ့ပြဿနာလေးတွေနဲ့ရင်ဆိုင်ဖြေရှင်းရတတ်တယ်အဓိကတော့ကိုကိုယ်တိုင်အလွမ်းဒီလွမ်းဆွေးမှုပြဿနာနဲ့ရင်ဆိုင်ရမှာပေါ့နော်ကိုကိုယ်တိုင်ပဲဟိုအလွမ်းတက်ကံပါနေသလားထင်ရလားလွမ်းဆွေးရတတ်တဲ့ကာလလို့ပြောရလိမ့်မယ်အဲ့လိုမျိုး အဲ့တော့မမိကိုတိုင်းသွေးအေးအေးနဲ့တည်တည်ချာချာဖြတ်တန်းရင်ဆိုင်မှတာလည်းကောင်းတယ်အချင်းအိမ်အောင်နဲ့ပတ်သက်ပြီးဂျားလူတွေဝင်တက်တယ်လို့ပြောရမှာပေါ့နော်အဲ့လိုမျိုးအဲစကားနဲ့တော့လကောင်းအမျိုးမျိုးကြောင့်ဟွန်းအရန်ကိုရင်ထဲမှာအချင်းအိမ်အောင်နဲ့ပတ်သက်တဲ့ပူလောင်မှုဝေဒနာခံစားတတ်တယ်ပေါ့နော်အဲ့တော့ကျမိုင်းနဲ့ပတ်သက်ပြီးရဲ့ကျမိုင်းနဲ့ပတ်သက်ဘာမှအညံ့မရှိဘူးအညံ့မရှိဘူး ဖြစ်နေတာမွန်းချက်မှုမုတ်တဲ့မှုအဲ့မွန်းချက်မှုမုတ်တဲ့မှုကိုပြပြောက်ချင်တယ်ဆိုလို့ရှိရင်အဓိကခရီးလေးတစ်ခုဖတ်စီချင်တာတော်ဘလို့ခရီးကကြီးမားကြီးမုံနီနာပြောအဲ့လိုမျိုးပေါ့နော်စိတ်အပန်းပြေစရာမျိုးလေးလှုပ်လိုက်မှဆိုကျမရဲ့အေးကကောင်းတယ်ကျမရဲ့အတွေ့အထိမရှိဘူးဒါပေမဲ့ဒီကာလမှာဒီပြောမှဆိုရင် ခွေးကိုခွေးတွေမျက်စိနောက်တက်တယ်လို့ပြောရမယ်နော်အဲ့လိုမျိုးအဲ့လိုမျိုးခွေးတရာဝါနဲ့ပတ်သက်ပြီးရှောင်ရှားရမယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ဟိုပါလဲနောက်တစ်ခါကျတော့ခြေအစစ်လွဲတာမျိုးလေးအစစ်မြစ်လွဲတာမျိုးလေးဖြစ်တတ်တယ်အဲအထွေထူးယောဂကြီးမှဘာမှမရှိပါဘူးနော်ဟုတ်ပြီးတော့နောက်တစ်ခါကျတော့ဒီကာလမှာလေ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 ာနဲ့ပဲကိစ္စမှာမလုံဆောင်တဲ့ကာလလို့ပြောရလိမ့်မယ်အဓိကကတော့ငွေလင်ခံရတာယုံကြည်သူရဲ့လင်ညာခြင်းကိုရင်ဆိုင်ဖြစ်ခြင်းရဲ့ ျင်ဆိုင်ရတာမျိုးပေါ့နော်အဲ့လိုမျိုးအဲ့တော့အလင်းညာလေးနဲ့ဖြတ်တန်းဖြတ်ကျော်ရမယ်လို့အလင်းညာခံရခြင်းကိုကလောက်တာမဟုတ်ကိုကခံရမှာအဲ့လိုမျိုးလေးနဲ့သွားတတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကာလမှာမိမိကဘက်ဘက်ကနေအဲအတိုက်ခံနေအဖြက်စီးအနောက်ရက်တွေရှိတယ်တော့ဝင်မဲ့လဲလို့ဒီကာလမှာမပြမတဲ့မပြမအပ်တဲ့ဒီမိခင်တကယ်သူအမျိုးသမီးပေါ်မှာအထင်မြင်လွဲတတ်တယ်။အဲ့တော့ဒီကိုယ့်ပေါ်မှာဆောက်ရှောက်သူမိခင်တို့မို့အမျိုးသမီးတို့ဦးပေါ်အမျိုးသမီးနဲ့ပတ်သက်တဲ့ ဒီပြောမှဆိုလို့အထင်မြင်လွဲမှားမှုလေးတွေကိုတက်နိုင်သမျှဖြေလျှော့ပေးရမှာဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့ကိုယ့်ရဲ့ဒီအောင်မြင်မဲ့ကိစ္စတွေမှာထို့အရာကြီးနဲ့ဖိတ်ဆို့သွားတတ်တယ်ပေါ့နော်။ဒီကလာမှာအဓိကအညာဆုံးပြောပါဆိုလို့ရှိရင်တော့ဒီ အခြေအိမ်တော်ကြီးပဲအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ပုံရင်တော့ကကြီးမားတယ်လို့ပြောရလိမ့်မယ်အဲ့လိုမျိုးအညံ့ကိုပြပြောက်ချင်တယ်ဆိုအဓိကကတော့ဒီကျမတို့ကခွေးစာကျွေးတဲ့ခွေးစာကျွေးတာနောက်တော့သရဝါလေးအစာကျွေးတာလိမ့်စာကျွေးတာအရင်နေ့သရဝါလေးအစာကျွေးတာပေါ့နော်အဲ့လိုမျိုးလေးဒီကိုယ့်ရဲ့အညံ့ခိုက်ပြီးပြောက်ပါသေးဆိုပြီးတော့အဲ့လိုလုပ်တင်ပါတယ်အဲ့ဒါမိမိတို့ကောင်းမွန်စေလိမ့်မယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီလုပ်ငန်းပိုင်းဆိုင်ရာပုံမကောင်းမွန်အောင် လို့ဆောင်တင်နေရတဲ့အားကမိမိတို့ဒီပြောမှဆိုလို့ရှိရင်တောက်တော်ရင်နဲ့ပတ်သက်ပြီးတော့ဒီတက်ခွက်တဲ့ဒီတောက်ခွက်ရင်နဲ့ပတ်သက်ပြီးတော့ဒီဒီတနည်းတော့တနည်းစာပဲရေလန်းနေတဲ့သူဆိုရင်မနေ့တစ်ချိန်ညတစ်ချိန်လဲလဲချင်းကုတူပြုလုပ်တင်နေပေါ့နော်ရေနဲ့ပတ်သက်ပြီးတော့အမြဲလိုရေပြောင်းရေလဲရေနဲ့ပတ်သက်တဲ့ကုတူလေးပြုလုပ်တင်နေနောက်တစ်ခါကျတော့ဘယ်လိုလဲဆိုတော့အဲရင်းနေတဲ့ဝါးလွတ်တာပါဆိုတော့ရင်းရင်းနေတဲ့ဝါးရဲ့စာကျွရလွတ်တာမျိုးကြီးမိမိရဲ့ကံရဲ့ထောက်ပံ့ကောင်းကိုရရှိစေလိမ့်မယ်